လာမယ့်2015ရွေးကောက်ပွဲဟာအလွန်အရေးကြီးတာကြောင့်အပြောင်းအလဲတစ်ခုအတွက်ပြည်သူလူထုအားလုံးပါဝင်ကြိုးစားဖို့လိုအပ်တယ်လို့မင်္ဂလာတောင်ညွန့်ညွန့်နယ်ကနေဝင်ရောက်ရှင်ပြိုင်မဲ့ NLD ပါတီပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းဒေါ်ဖြူဖြူသိန်းကပြောပါတယ် င်္ဂလာတောင်ညွမြို့နယ်မှာလှတ်တော်ကိုယ်စားလှယ်တွေအဖြစ်ဝင်ရောက်အရွေးခံမဲ့ NLD ကိုယ်စားလှယ်လောင်းတွေဟာ အော်တိုဘာ25ရက်နနက်ပိုင်းကမဲဆန္ဒရှင်ပြည်သူတွေကိုလိုက်လံတွေးဆုံပြီးမဲဆွယ်စည်းရုံးမှုတွေပြုလုပ်ခဲ့ပါတယ်။မင်္ဂလာတောင်ကျွတ်တမျိုးနယ်လောက်ပါပဲ။အော်2017ကအတိုင်းပဲအစင်တီပါတယ်။အားလုံးကအာဒီအပြောင်းလဲတစ်ခုမှအားလုံးကဟိုတက်တက်ကြွကြွရှင်ရအောင်ပြရတယ်။ဆိုတော့ပြောရရင်တော့မင်္ဂလာတောင်ကျွတ်မြို့နယ်ကတော့ငါတို့ဆန္ဒရွေးကောက်ပွဲမှာငါတို့ဆနစ်လိုပဲကျွန်တော်တို့အပြတ်တက်နိုင်ရဲ့လို့ယူကြည့်တယ်။အဓိကကျွန်တော်2015ရွေးကောက်ပွဲကအလုံးမဲ့အရေးကြီးပါလား။ကျွန်တော်တို့ပြည်သူ ပါဝင်ပြီးတော့အပြောင်းလဲတစ်ခုတည်းကျွန်တော်ဝိုင်းစူးစားဖို့လိုပါတယ်ကျွန်တော်အခက်အခဲတွေအများကြီးရှိပါတယ်အခက်အခဲကိုကျွန်တော်တို့အားလုံးအင်နဲ့အားနဲ့တော်ဖြတ်ကြမယ်ဆိုရင်ကျွန်တော်လိုချင်တဲ့စနစ်တစ်ခုကျွန်တော်တို့လိုချင်တဲ့အပြောင်းလဲတစ်ခုရမှာပါဒါကြောင့်မို့ကျွန်တော်တို့အားလုံးလည်းတွဲပြီးတော့စူးစားကြပါစို့လို့ပြောချင်ပါတယ်အခက်အခဲဆိုအားလုံးသိရတဲ့အတိုင်းပဲခုလက်ရှိအနေအထားရ တို့တို့မဲဆင်းနေရစပြီးမဲပေးရတယ်ပတ်သက်ပြီးတော့နိုင်ငံတကာမှာဖြစ်ဖြစ်နေရဖြစ်ဖြစ်တယ်။တော့ပြည်ထဲမှာဆိုပြည်သူလူထုကဒီမဲဆင်းနေတာပတ်သက်ပြီးစိုးရိမ်နေတဲ့အနေအထားတွေတကယ်တကယ်အများကြီးပြဿနာတွေရှိရတယ်။သုံးပါဖြင့်ကျွန်တော်တို့ဒီမဲပေးတယ်ဆိုတော့ပြည်သူလူထုကလွတ်လွတ်လပ်လပ်နဲ့အေးအေးချမ်းချမ်းလေးမဲပေးကြံကြတယ်။ဒါပေမဲ့အဲ့လိုမဖြစ်လာဘူး။ပြည်သူကအချိန်ချင်းသွားပြီးတော့ပြင်ရတယ်ဆင်ရတယ်ပြောင်းလဲရတယ်။ဒါတော့မှပဲကျွန်တော်တို့ကဒီမဲဆင်းမှာပါပါမလားဆိုစိုးရိမ်မှုတွေရှိနေကြတယ်။ဒါကြောင့်မို့ဘလို့ပဲအခက်အခဲရှိပါစေ။ကျွန်တော်တို့ဒီရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်းမှာလည်းဖြစ်လာနိုင်ကြရအများကြီးရှိပါတယ်။ဒါကြောင့်မို့ကျွန်တော်အားလုံး ောင်းอ่ะဒီအခက်ခဲတွေကိုကျွန်တော်တို့အင်းနဲ့အားနဲ့ပူးပေါင်းပြီးကြော်လာမယ်ဆိုရင်တော့ကြော်လာနိုင်မှာပါဆိုတော့ဘလို့ပဲအခက်ခဲရှိရှိစားတာကိုပြောတာပါကျွန်တော်အားလုံးပူးပေါင်းပြီးဆောင်ရွက်ချင်ပါတယ်ဒီလိုစီယုံမှုမှာပြည်သူတအူးကဗိုလ်ချုပ်ပုံပါတကြက်တန်ငွေဆက်ကူတွေကိုလိုက်လံဝေးငှားခဲ့ပါတယ်ဒါအပြင်ပြည်သူတွေက ပန်းစည်းတွေပေးတာလက်ခုပ်အောပါတီးပြီးအားပေးတာအမှတ်တရဓာတ်ပုံရိုက်တာစသဖြင့်ထောက်ခံအားပေးခဲ့ကြပါတယ် NLD ပါတီကိုစားပြုပြီးမင်္ဂလာတောင်ညွမြို့နယ်ကနေ ပြည်သူလှတ်တော်အတွက်ဒေါ်ဖြူဖြူသိန်းအမျိုးသားလှတ်တော်အတွက်ဦးတန်းစိုးခေါ်တန်းစိုးဘောကားပေရာတိုင်းဒေသကြီးလှတ်တော်မဲဆန္ဒနဲ့တစ်အတွက်ဦးလှထင်းနဲ့တိုင်းဒေသကြီးလှတ်တော်မဲဆန္ဒနဲ့နှစ်အတွက်ဦးရင်အောင်တို့ဝင်ရောက်ရှင်ပြိုင်သွားမှာပါလှတ်တော်ကိုယ်စားလှယ်လောင်း၄ဦးဟာမင်္ဂလာတောင်ညွမျိုးနဲ့ကန်ရှိရက်ကွက်ဖို့မြေရက်ကွက်တွေကိုလှည့်လည်ခဲ့တာဖြစ်ပြီးတလန်းဝင်တလန်းထွက်နဲ့မဲဆန္ဒရှင်ပြည်သူတွေကိုလိုက်လံတွေ့ဆုံခဲ့ပြီးမဲဆွယ်စည်းရုံးခဲ့တာဖြစ်ပါတယ်။